ကျွန်တော်တို့လူဘဝเนาะရောက်တုံးရောက်ခိုက်လေးမှာဒီလောသုံးခုနဲ့သာကျွန်တော်တို့နေကြည့်ပါเนาะဘဝကိုယ့်ရဲ့ဘဝကထိုက်တန်ပါလိမ့်မယ်ကိုယ့်ရဲ့ဘဝကနေထိုင်မှုရအတွက်ထိုက်တန်တဲ့ဘဝတစ်ခုဖြစ်ပါလိမ့်မယ်အဲ့တော့ကျွန်တော်ကျင့်သုံးနေတဲ့လောသုံးခုလည်းဖြစ်ပါတယ်နံပါတ်1လောကတော့ကျွန်တော်တို့ be happy ပါเนาะဘဝမှာကျွန်တော်တို့ပျော်အောင်နေပါ နော်အခက်ခဲတွေပြဿနာတွေစိန်ခေါ်မှုတွေဆိုတာအမြဲတမ်းရှိနေမှာမဟုတ်ကျွန်တော်တို့ဟလာပေါ်လာလိုက်ပျောက်သွားလိုက်ပြီဆိုတော့ဖြစ်မှာပါအဲ့တော့ကျွန်တော်တို့အခက်ခဲတွေပြဿနာတွေဒုက္ခတွေကြောင့်မလို့တော့ကျွန်တော်တို့စိတ်ညစ်နေတာမျိုးမလုပ်ပါနဲ့အဲ့တော့နံပါတ်1 law သည် be happy ပျော်အောင်နေပါနော်သိတ်ကိုအရေးကြီးပါတယ်နံပါတ်2 law ကတော့ကျွန်တော်တို့ပါလဲဆိုတော့ be bright အမြဲတမ်းထွန်းလင်းတောက်ပနေပါဘယ်နေရာတော့တော့ဘသူတွေနဲ့ပဲရှိရှိကိုယ်ဒီအမြဲတမ်း ထွန်လင်းတောက်ပနေတဲ့သူတယောက်ဖြစ်အောင်လုပ်ပါ bright เนาะအဲ့တော့ bright ဖြစ်အောင်ကျွန်တော်လုပ်ပါဒါအရေးကြီးပါတယ်အဲ့တော့နောက်ဆုံးတစ်ခုနောက်ဆုံး law ကတော့တို့ပါခေါ်လဲဆိုတော့ be yourself ပါကိုယ်ပုံစံအတိုင်းကိုနေထိုင်ပါကိုယ်ပုံစံအတိုင်းပဲကိုနော်အဘသူပုံစံမှာလိုက်ပြီးတော့မှ copy ကိုမနေဘူးအဲ့တော့ဘသူနဲ့မှာလိုက်ပြီးတော့မှနှိုင်းရှင်မနေဘူးအဲ့တော့ဘသူပုံစံအတိုင်းလိုက်ပြီးတော့မှနေမနေပဲနဲ့ကိုယ်ပုံစံအတိုင်းပဲ authentically ကျွန်တော်နေကြည့်ပါ เนาะ authentic ရှိရှိကျွန်တော်ဖြစ်ဖြစ်နေကြည့်ပါအဲ့တော့ဒါကတော့ကျွန်တော်ဘဝမှာလူဖြစ်မရှုံးဖို့အတွက်လူဖြစ်ရတာထိုက်တန်ဖို့အတွက်ကျွန်တော်တို့မဖြစ်မနေလိုက်နာတဲ့လော၃ခုဖြစ်ပါတယ်တခုတွေးလိုက်နိုင်မလို့ထင်ပါတယ်ခုပါတွေးလိုက်တယ်ဆိုတော့တွေးလိုက်နိုင်တယ်ဆိုတော့ comment မှာရေးလို့ရရင်ရေးပြပါကျွန်တော်တို့ကိုကြံတဲ့အောင်မှာမင်္ဂလာရှိသောနေ့ဖြစ်ပါစေ